ကဲရွေးမိတ်ဆွေအားမိတ်ဆွေရဲ့ဘဝကိုကျေနပ်မနေဘူးနှစ်တက်မနေဘူးဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါဒီဗီဒီယိုကနေမိတ်ဆွေရဲ့ဘဝကို ကြောင်းလဲစေနိုင်မှာပါတခါတုန်းကကို့ဘဝကိုအင်မတန်မှစိတ်ပြတ်အားငယ်နေရတဲ့ကြီးငှက်တစ်ကောင်ရှိတယ်ကြီးငှက်ဟာတပင်းတပင်းရဲ့အကိုင်းမှာထိုင်ပြီးတအားအားအော်မြီငိုကြွေးမြည်တမ်းနေခဲ့ပါတယ်ကြီးငှက်ရဲ့မျက်ရည်တွေက တိပင်အောက်မှာတရားအထုတ်နေတဲ့ယဟန်တော်တစ်ပါးရဲ့ပါပြင်ပေါ်ကို ကြာသွားပါတယ်။ယဟန်လည်းတိပင်ပေါ်ကိုမောကြည့်ပြီးအတင်ကြီးကဘာကြောင့်ပူဆွေးငိုကြွေးနေရပါတလဲလို့မေးပါတယ်။အဲ့ဒီအခါမှာကြီးငှက်ကပညာရှိယဟန်ခမညာတပည့်တော်ဟာကြီးငှက်ဖြစ်ရတဲ့ဘဝကို အလွန်ကိုစိတ်ပြက်လှပါတယ်။လူတိုင်းက တပည့်တော်ကိုမြင်ရင်မောင်းထုတ်ကြတယ်အစားအသောက်တွေလည်းမပေးကြဘူးတပည့်တော်ကိုလူတိုင်းကမုန်းကြတယ်ဖေဟာကြီးငက်ဖြစ်ရတဲ့ဘဝထက်သိရတာက ပိုကောင်းအောင်မယ်ဖေဟာလို့၆တင်ခဲ့ပါတယ်ကြီးငက်ရဲ့စကားကိုကြားတော့ယဟန်တော်ကကြီးငက်အပေါ်မှာတနာကြီးဦးနာတက်သွားပါတယ်ယဟန်ကအတင်ကြီးကံဘလို့ဘဝကိုပဲရောက်ရောက်ပျော်ရွှင်စွာနေထိုင်နိုင်အောင်စူးစမ်းတင်ယူတဲ့နယ်လို့ ပြောလိုက်ပါတယ်။ရဟန်းတော်ရဲ့စကားကို ကြီးငှက်ကနားမလည်နိုင်ခဲ့ပါဘူး။သူဟာဆက်ပြီးငိုကြွေးနေခဲ့ပါတယ်။ရဟန်းကအသင်ကြီးကစိတ်မပြတ်ပါနဲ့။အသင်ကြီးကဖြစ်ချင်တဲ့အရာကိုပြောပါ။ငါတကိုးနဲ့ဖန်ဆင်းပေးနိုင်ပါတယ်လို့ပြောလိုက်ပါတယ်။ကြီးငှက်လည်းပျော်ရွှင်သွားပြီးအရှင်ဖရာတကိုးနဲ့ဖန်ဆင်းပေးနိုင်ရင်တပည့်တော်ကိုငန်းတစ်ကောင်ဖြစ်အောင်ဖန်ဆင်းပေးပါလို့ချောက်တင်ပါတယ်။ ရဟန်းတော်ကကောင်းပြီအတင်ကြီးကံငါမင်းကိုနန်းကောင်ဖြစ်အောင်ပြောင်းလဲပေးမယ်ဒါပေမဲ့မင်းအရင်ဆုံးနန်းကောင်ကိုတွေ့အောင်ရှာသူ့ဘဝကို तू ပျော်ရက်လားလို့မေးခဲ့ပါသူ့ဘဝကိုသူ့ဘဝကို तू ကျင်းနဲ့ပြောရှင်နေတယ်ဆိုရင်ငါထံကိုပြန်လာခဲ့ပါလို့မှားလိုက်တယ်ကြီးငယ်ဟာရေကူးနေတဲ့ငန်းကောင်စီကိုတွားပြီးခမည်းက အတော့ကိုလှတဲ့ငန်းတကောင်ပြခမရအမွေးတောင်တွေကဆွတ်ဆွတ်ဖြူလို့ဗျာလူတိုင်းကခမရကိုချစ်ကြတယ်ခမရကငှက်တွေထဲမှာအပျော်ဆုံးငှက်တကောင်ဖြစ်မှာပဲဗျလို့ချီကျူးစကားဆိုပါတယ်ကြီးငှက်ရဲ့စကားကိုကြားတော့ငန်းကမိတ်ဆွေကျွန်တော်မပြောပါဘူးခမရဒီကဘာမှာလှပတဲ့အယောင်အသွေးတွေအများကြီးရှိပါတယ်ခမရကျွန်တော်မှာတော့အဖြူရောင်ကြီးတက်တက်ပဲရှိတာအဖြူရောင်က ဘာအတိတ်ပဲမှမရှိဘူးဗျကျွန်တော်အထင်တော့အယောင်အသွေးစုံလင်းတဲ့ကျက်တူရွေးကငှက်တွေထဲမှာ အပြော်ဆုံးငှက်တကောင်ဖြစ်မဲ့ထင်တယ်ဗျာလို့ပြန်ဖြေပါတယ်ငမ်းမဲရဲ့စကားကိုကြားပြီးကြီးငှက်ဟာအဝေးကိုပြန်ထွက်သွားပါတယ်ကျက်တူရွေးနဲ့တွေ့ပါတယ်ကျက်တူရွေးကိုတွေ့တဲ့အခါအဆွေကျက်တူရွေးခမည်းကအယောင်အသွေးစုံလင်းပြီးလှပတဲ့ငှက်တကောင်ဖြစ်တယ်ငှက်တွေထဲမှာအပြော်ဆုံးငှက်တကောင်ဖြစ်မှာပဲလို့ ကြီးကျူးစကားဆိုလိုက်ပြန်ပါတယ်ထိုအခါတက်သူရွေးကမဟုတ်သေးဘူးမိတ်ဆွေလူတွေကကျွန်တော်တို့ကိုလောင်အိမ်ထဲမှာလောင်ပိတ်ထားတတ်ကြတယ်ကျွန်တော်လောင်အိမ်ထဲမှာအပန်းခံရမှာကိုအမြဲတွေးပူနေရတယ်ကျွန်တော်အထင်တော့တောင်းကအပြော်ဆုံးငှက်တကောင်ဖြစ်မဲ့ထင်နေပြလို့ပြောလိုက်ပါတယ်သူကကျွန်တော်ထက်ပိုးပြီးတော့မှအယောင်အသွေးဆုံးနေလေဗျာကြီးငှက်ဟာအဝေးကိုပြန်ထွက်သွားပြီး ဒေါင်းကိုလိုက်ရှာပါတယ်။အလိုက်ဆံရုံထဲမှာအလှပြထားတဲ့ဒေါင်းတစ်ကောင်ကိုတွေ့ရပါတယ်။ဒေါင်းရဲ့အလှကိုလူတွေအများအများကဝိုင်းဝန်းကြည့်ရှုနေကြတာပေါ့။ကြည့်ရှုနေကြတဲ့လူတွေထွက်သွားတဲ့အခါမှာကြီးငန်ဟာဒေါင်းထံကိုချဉ်ကပ်ပြီးမိတ်ဆွေဒေါင်းခမည်းကအယောင်သိဆုံလင်ပြီးအတော်ကိုလှပတဲ့ငှက်တကောင်ပဲ။လူတွေအများကြီးကလည်းခမည်းရဲ့အလှကိုဝိုင်းကြည့်ကြတယ်။ကျွန်တော်ကြတော့မြင်တာနဲ့ မောင်းထုတ်ကြတယ်ခင်ဗျာခင်ဗျားကဒီကဘာမှာအပျော်ဆုံးငှက်တကောင်ဖြစ်မှာပဲလို့ချီချူစကားဆိုလိုက်ပြန်ပါတယ်တောင်းကမိတ်ဆွေကျွန်တော်ကိုကျွန်တော်အယောင်သွေးစုံလင်လာပြီးအပျော်ဆုံးငှက်တကောင်ဖြစ်မယ်လို့တွေးမိခဲ့တာအမှန်ပါပဲဒါပေမဲ့ကျွန်တော်ရဲ့လှပတဲ့အယောင်တွေကြောင့်တလိ့ဆန်ယုံထဲမှာပိတ်လောင်ခံထားရပါတယ်ကျွန်တော်အတောင်တွေကိုယူပြီးလူတွေကအလှဆင်ကြတဲ့အခါမှာ ကျွန်တော်ဟာအင်မတန်မှနာကျင်ရပါတယ်လို့ပြန်ဖြေပါတယ်။တောင်းရဲ့အဖြေကိုကြားရတော့ကြီးငတ်ဟာအံ့ဩသွားတာပေါ့။ဒါနဲ့ခင်ဗျားကအပြောဆုံးငတ်တကောင်မဟုတ်ရင်ဘယ်ငတ်အပြောဆုံးဖြစ်မလဲဗျာလို့မေးလိုက်ပါတယ်။တောင်းကကျွန်တော်တလိတ်ဆန်ယုံထဲမှာတေချာလေးလာကြည့်လိုက်တော့မိတ်ဆွေအတင်ကြီးငတ်သားလင်းလောင်ပိတ်ထားခြင်းမခံရတဲ့တကောင်နေတော့ငှက်ဖြစ်တယ်။ လူတွေကအတင်ကြီးငှက်ကိုတလိတ်ဆံရုံထဲမှာအလှပြဖို့လောင်အိမ်ထဲမှာပိတ်လောင်ထားဖို့မတွေးမိကြဘူးမကြသေးမီကကျွန်တော်တွေးမိတယ်ငါသာကြီးငှက်တကောင်ဖြစ်ရင်ငါပြန်ကျင်တဲ့နေရာကို လွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်ပြန်တန်းသွားနိုင်မှာပဲလို့တွေးမိတာပေါ့ဒီစကားကိုကြားတဲ့အခါမှာကြီးငှက်ဟာရဟန်းတော်ရှိရာကိုပြန်လာခဲ့ပါတယ်သူဟာကြီးငှက်ဖြစ်ရတာကို မတော်အနေနဲ့ပျော်ရွှင်နေခဲ့ပါတယ်။အရှင်ယဟန်တပည့်တော်အချားငှက်တကောင်မဖြစ်ချင်တော့ပါဘူး။တပည့်တော်ကြီးငှက်ဖြစ်ရတာကိုကျေနပ်နေပါပြီလို့ခြောက်တင်လိုက်တယ်။ကျွန်တော်တို့ရဲ့ဘဝမှာ မလိုအပ်ဘဲအချားတွေနဲ့နိုင်ရှင်ချင်းတွေရှိတတ်ပြီးဝမ်းနဲ့ပူဆွေးခြင်းမိမိကိုယ်ကိုမိမိတိမ်ငယ်ခြင်းတွေဖြစ်ပေါ်တတ်ပါတယ်။အဲ့ဒီအတွေ့တွေကမိတ်ဆွေတို့ရဲ့ဘဝကို ကြောက်စရာကောင်းတဲ့စိတ်ဆင်းရဲခြင်းတွေဖြစ်ပေါ်စေမှာပါကိုမမရှိတာတွေကို တွေးပူနေမဲ့အစားကိုရရှိလာတဲ့ဘဝကိုမရှိပြီးသားအရာတွေပေါ်မှာကျေနပ်ပျော်ရွှင်နိုင်အောင်စူးစမ်းတင်ယူတင်ပါလေမိတ်ဆွေတို့ထက်ထုကဲတာလွန်တဲ့သူတွေရှိတယ်လို့မိတ်ဆွေတို့ရဲ့ဘဝကိုအားကျနေရတဲ့သူတွေလည်းရှိပါတယ်မိတ်ဆွေက အခြားသူတွေနဲ့ဆက်ပြီးတော့နှိုင်းရှင်နေအောင်မယ်ဆိုရင်ပျော်ရွှင်မှုဆိုတာ ရနိုင်မှာမဟုတ်ပါဘူး။ကိုယ်မှာရှိတဲ့အရာတွေနဲ့လားကျေနပ်ပျော်ရွှင်နေတဲ့သူကသာကဘာပေါ်မှာအပျော်ရွှင်ဆုံးလူဖြစ်ပါတယ်။မိတ်ဆွေတို့ရဲ့ဘဝကို အခြားသူတွေနဲ့မနှိုင်းယှဉ်ပါနဲ့။အောင်မြင်ပျော်ရွှင်နိုင်ကြပါစေ။